အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို ပြောပြသွားမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အချက်20တစ်ချက်ပါဂါဇာအပြစ်ခတ်ရက်စဲရေးအဆိုပြုချက် အလားလာကောင်းရီတွေ့လာနေရပါတယ်။ဟာမတ်စ်တွေကအချက်တချို့ကိုလိုက်လျောမဲ့အရေးအယာတွေပြလာခဲ့ပါတယ်။ဟမတ်ကကြင်ရှိနေသေးတဲ့ဒဇက်ခံတွေအလုံးကို ပြန်လွတ်ဖို့နဲ့ဂါဇာကထွက်ခွာပြီးတခြားပါလက်စတိုင်းအဖွဲ့တစ်ဖွဲ့ကိုဂါဇာကို လွှဲအပ်ဖို့သဘောတူတယ်လို့ဆိုလာပါတယ်။ အခုလိုဟာမတ်တို့ဘက်က အလားအလာကောင်းပြီးတွေးလာခဲ့ရတာကြောင့်အစ္စရေးအနေနဲ့ဂါဇာကိုဘုံကျဲနေတာကိုရပ်ဖို့တမဒါထရန့်ကအမိတ်ပေးလိုက်ပါတယ်။တမဒါထရန့်ကဟာမတ်တွေအနေနဲ့ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်အဆင်သင့်ဖြစ်နေပြီလို့ယုံကြည်တယ်လို့ပြောဆိုခဲ့ပါတယ်။အစ္စရေးကတောင်းဆိုထားပြီးတမဒါထရန့်ရဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ထဲမှာပါဝင်တဲ့အကျွမ်းမဲ့လက်နက်ချရမယ်ဆိုတဲ့အချက်ကိုတော့ဟာမတ်ကလက်မခံသေးပါဘူး။ ဒုတိယသတင်းစပုတ်ကတော့တရုတ်အိန္ဒိယဆက်ဆံရေးနဲ့ပတ်သက်တဲ့သတင်းပါငါးနှစ်ကြာရက်ဆိုင်ထားတဲ့အိန္ဒိယနဲ့တရုတ်နိုင်ငံကြားလေယာဉ်တိုက်ရိုက်ပြန်တမ်းမှုကိုပြန်လည်စတင်တော့မယ်လို့ဆိုပါရယ်၂020ခုနှစ်တွင်မှာဟိမဝန္တာတောင်တန်းတွေပေါ်ကနေဆက်ပြဿနာတွေဖြစ်ပြီးပြတ်တောက်သွားခဲ့တဲ့နိုင်ငံဆက်ဆံရေးကိုပြန်လည်တည်ဆောက်နေတဲ့လောက်ရက်တွေရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါရယ်အိန္ဒိယနိုင်ငံကလကတ္တာမြို့ကနေတရုတ်ပြည် ကွမ်သုံးပြည်နယ်မြို့တော်ကွမ်ကျိုးမြို့ကို အော်တိုဘာ26ရက်ကစပြီးဓာတ်ရိုက်ပြန်တမ်းမှာဖြစ်ပါရီပထမဆုံးပြန်တမ်းမဲ့လေကြောင်းလိုင်းကတော့အိန္ဒိယနိုင်ငံကဗတ်ဂျက်လေကြောင်းလိုင်းဖြစ်တဲ့အင်ဒီဂိုဖြစ်ပါရီ2020ခုနှစ်ကနေဆက်ပြည်တနာမှာအိန္ဒိယဘက်ကစစ်သား20လောက်နဲ့တရုတ်စစ်သား၄ယောက်တည်ဆုပ်ပြီးနောက်မှာတရုတ်အိန္ဒိယဆက်ဆံရေးဟာတည်တင်းမှမှဖြစ်ခဲ့တာပါ ပြီးခဲ့တဲ့နှစ်အော်တိုဗာလာမှာတော့အိန္ဒိယနဲ့တရုတ်ကြားကင်းလဲရင်နဲ့သက်ဆိုင်တဲ့အစီအစဉ်တွေကိုသဘောတူညီခဲ့ကြပါတယ်။ဒီနေ့ထဲမှာတော့အိန္ဒိယဖျားဖူးတွေကိုတရုတ်ကတိဘက်ကိုပိုင်အုပ်ချုပ်ရေးရာဒေသအတွင်းအရေးကြီးတဲ့နေရာတွေကို အလဲအပတ်လာရောက်ခွင့်ပြုခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကုတ်သွဲခွန်တွေကိုတရုတ်နဲ့အိန္ဒိယအပေါ်တိုးမြင့်ကောက်ခံလိုက်ပြီးနောက်မှာတော့အိန္ဒိယနဲ့တရုတ်ဆက်ဆံရေးကပိုကောင်းလာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကအိန္ဒိယနိုင်ငံကိုဩဂတ်စ်လအတွင်းလာရောက်ခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်ကလည်းတရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်ကမ္ဘာဖလားပေါ်လိုပွဲလက်မှတ်တွေရဲ့ဇင်းလုံးတွေကိုကမ္ဘာပေါ်လိုအဖွဲ့ချုပ် FIFA ကတရားဝင် ထုတ်ဖော် ကြေညာတာမဟုတ်ပေမဲ့လက်မှတ်တွေစရောင်းလာတဲ့အတွက်လက်မှတ်တံပိုးတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီတစ်ခါကပဖလာဘောလုံးပွဲလက်မှတ်တွေဟာပွဲစဉ်နောက်ပိုင်းရောက်လာတဲ့အမျှဇီနုံမြင့်သက်သွားမှာဖြစ်ပါတယ်ဘောလုံးပွဲကိုအုပ်စု အဆင့်48သင်း32တင်းအုပ်စု16သင်းအုပ်စု quarter final စီမီ final နဲ့တတိယလူပွဲ နောက်ဆုံးဘူလူပွဲဆိုပြီးအဆက်ဆက်ခွဲကလက်မှတ်တံပိုးတက်မှတ်ထားပါတယ် လက်မှတ်တွေကအုပ်စုပွဲစဉ်တွေမှာတစ်ဆောက်ကိုဒေါ်လာ60နဲ့စရဲဆိုပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာလက်မှတ်တန်ဖိုးဟာထောက်ကနဲကျော်သွားတဲ့အတွက်တာမန်ဝင်ငွေသာရှိတဲ့ပြည်သက်တွေလက်လန်းမိဖို့ခက်ခဲသွားပါတယ်။ဂွင်းနဲ့ခုံနေရာကို လိုက်ပြီးထိုက်ခုံတွေကိုအမျိုးအစား1 2 3ဆိုပြီးခွဲခြားထားပါတယ်။အမျိုးအစား၄ကတော့ဒေါက်ဖက်ကြပြီးအမြင့်ပိုင်းထိုက်ခုံတွေဖြစ်ပါတယ်။ အမျိုးအစားတစ်ကတော့မြန်မာလိုပြောရရင်အထူးသန်းထိုက်ခိုးလိုနေရာတွေဖြစ်ပါတယ်။ဈေးအ ਨੇ စုပ်ထိုက်ခိုးတွေဖြစ်တဲ့အုပ်စုပွဲစဉ်အမျိုးအစား၄ထိုက်ခိုးတွေရဲ့ရောင်းစည်းကဒေါ်လာ60ကနေ105ဒေါ်လာအထိရှိပါတယ်။အုပ်စုပွဲစဉ်တွေရဲ့အမျိုးအစားတစ်ထိုက်ခိုးတွေကတော့345ဒေါ်လာကနေ620ဒေါ်လာထိ ရှိပါတယ်။စီမီဖိုင်နယ်ပွဲစဉ်တွေမှာဆိုရင် အမျိုးအစားလေးထိုက်ခိုးတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစားသစ်ထိုက်ခိုးတွေကဒေါ် ါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါးအထိရှိပါတယ်။ CME Final ပွဲစဉ်တွေမှာဆိုရင်အမျိုးအစားလေးထိုက်ခုံတွေကဒေါ်လာ420ကနေ455အထိရှိပြီးအမျိုးအစားသစ်ထိုက်ခုံတွေကဒေါ်လာ2500ကျော်ကနေဒေါ်လာ3000နီးပါးအထိရှိပါတယ်။ final ပွဲစဉ်ကဈေးအမြင့်ဆုံးအမျိုးအစားတစ်ထိုက်ခုကတော့ American Dollar 6930ပေးရမှာဖြစ်ပါတယ်